DCKO ဆိုတာက DC characters တွေသူတို့ရဲ့ကဘာကြီးမပျက်စီးရဖို့အရေးအတွက်အချင်းချင်း Mortal Kombat လို့သူတွေကိုယ်တွေခြားရမယ့်ပွဲကြီးဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ DCKO မှာဘယ်လိုပွဲတွေရှိတယ်ဘယ်သူနဲ့ဘယ်သူနဲ့ခြားကြမယ်ဆိုတာရင်းနဲ့အတူဘယ်သူတွေကအနိုင်ရရှိသွားမလဲဆိုတာကိုပွဲကြိုသုံးသပ်ခံမှန်းပြီးသွားမှာဖြစ်ပါတယ်ပထမအဆုံးပွဲကတော့ Superman နဲ့ Giganta တို့ခြားကြမှာပါ Giganta ဆိုတဲ့ထောင်ထောင်မောင်းမောင်းမိန်းမကြီးက Wonder Woman villain ဖြစ်တယ်သူရဲ့အဓိက power ကနာမည်အတိုင်းခန္ဓာကိုယ်အရွယ်အစားကိုကြီးအောင်လှုပ်ပြနိုင်ပြီး ခွန်အားနဲ့ခံနိုင်ရည်ကိုလည်းတိုးလာစေနိုင်ပါတယ်ဒီနှစ်ယောက်က comic တွေထဲမှာလည်းခဏခဏခြားခဲ့ပူကြတယ် and of course superman နိုင်မယ်ဆိုတာကလည်းသိကြပါတယ်နောက်တစ်ပွဲကတော့ captain atom နဲ့ power girl လို့ဖြစ်ပါတယ် captain atom ဆိုတာကအများစုယဉ်နေကြတဲ့ ray palmer ရဲ့ atom မဟုတ်ဘူး original atom version ဖြစ်တဲ့ live version တွေပေါ်မှာအသုံးပြုတာနည်းပေမဲ့ပို့ပြီးတော့လည်းစွမ်းအားကြီးတယ်လို့ပို့ပြီးတော့လည်းစွမ်းအားစုံပါတယ်တစ်ဖက်က power girl ဆိုတာကတော့နာမည်ကြားတာနဲ့နှလုံးပြူးကြီးကိုတန်းပြီးတော့မြင်ရမယ့် super girl version ဖြစ်တဲ့ဒီပွဲမှာပို့ပြီးတော့နာမည် ဂျီရဲ့ပို့ပြီးတော့လဲကြီးတဲ့ power girl ကနိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ဘက်ဘဒူ99ပြီးရင် superman နဲ့ခြားရမှာဆိုတော့ superman ကိုပြန်ပြီးတော့ရှုံးမယ်ဆိုတာကအသေးအချာပါပဲနောက်တစ်ပွဲကတော့ guy gardner ရဲ့ green lantern နဲ့ firestorm လို့ဖြစ်ပါတယ်နှစ်ယောက်စလုံးက live version version တွေလဲထွက်ထားပြီးပြီဖြစ်တာကြောင့်ထွေထွေတူတူရှင်းပြပေးဖို့လိုမယ်လို့မထင်ဘူးဒီပွဲမှာ omo quack k နဲ့ဘယ်ကအနိုင်ရလိမ့်မယ်လို့ထင်ပါတယ် and next original flash ဖြစ်တဲ့ j garrick နဲ့ wonder woman ရဲ့အဓိက villain cheater လို့ဖြစ်ပါတယ် j garrick ကကြမ်းမိမဲ့ sloppy ဖြစ်တယ်ဆိုပြီးတော့ နာမည်ကြီးရဲ့ maybe cheetah ကဒီပွဲမှာအနိုင်ရသွားနိုင်ပါတယ်ဘဒူနိုင်နိုင်အပေါ်ကနိုင်တဲ့ကောင်နဲ့နောက်တစ် round မှာခြားကြရမှာဖြစ်ပါတယ်အပြီးမှာတော့ရေအောက်ကတိုက်ပွဲကိုမြေပြင်ပေါ်မှာခြားကြမယ်လို့ပြောရမလားရေအောက်ဘရင်အကွာမန်နဲ့နာမည်မှာဘရင်လို့ပါပြီးသား king shark တို့ဖြစ်ပါတယ်လူတိုင်းကအကွာမန်ကိုကြိုက်ကြပေမဲ့ king shark ဆိုတာကလည်းအချင်းမဟုတ်ဘူးဆိုတာတန်ပါတယ်ဆိုတာကို live version နဲ့ animation တွေနဲ့ comic တွေမှာမြင်ဖို့ကြပါလိမ့်မယ် but obviously ဒီပွဲမှာအကွာမန်နိုင်မယ်ဆိုတာကတော့သေချာတလောက်ရှိပါတယ်သူရဲ့အောင်မှာကတော့ corner hawk န ဲ့ Hawkman လို့ဖြစ်ကြတယ် Corner Hawk ဆိုတာဒီ recent 1990ကျော်မှမိတ်ဆက်ပေးလာတဲ့ဒုတိယ Green Arrow ဆိုပြီးတော့သတ်မှတ်ထားကြတဲ့ညာပြည့် Archer character ပါ But of course သူက Justice League member တယောက်ဖြစ်တဲ့ Hawkman ကိုရှင်းချဖို့တော့အစွမ်းထက်မယ်လို့မထင်ပါဘူး Hawkman နိုင်နေဆိုရင်အပေါ်မှာနိုင်လာတဲ့ Aquaman နဲ့ခြားရမှာဆိုတော့ပွဲလဲပို့ပြီးတော့ကြီးကောင်းသွားနိုင်ပါတယ် And next Lex Luthor နဲ့ Black Lightning လို့ဖြစ်ပါတယ် Black Lightning ဆိုတာကို CW Flash series နဲ့ Arrowverse မှာ live version version အဖြစ်မြင်ဖို့ကြလိမ့်မယ်သူဒီ Lex Luthor Luthor လို့ညံကောင်းတဲ့ character မျိုးဖြစ်ပေမဲ့ဒီပွဲမှာ Lex Luthor နိုင်မယ်ဆိုတာကတော့အသေးအချာပါပဲ။ဇပီးဘေဘက်အချမ်းရဲ့နောက်ဆုံးပွဲအနေနဲ့ကတော့စကားပြောရင်ကာယန်အနေနဲ့ကပြားဆက်ပြီးတော့ပြောတတ်တဲ့ Demon Atrigan နဲ့ Superman ရဲ့အမ Supergirl လို့ဖြစ်ပါတယ်။ Obviously Superman နိုင်မယ်ဆိုတာကသေချာတယ်လို့နိုင်သွားရင်အပေါ်က Winner Lex Luthor နဲ့ခြားကြရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ဖက်ချမ်းမှာတော့ပထမဆုံးမြင်ရတာက Wonder Woman နဲ့ကျင်ငါးကြီး Starro တို့ပါ။ဒီပွဲမှာ Wonder Woman နိုင်မယ်ဆိုတာကသေချာပေမဲ့ Starro ဆိုတာက Justice Justice League ရဲ့ပထမအ우ဆုံး villain ကြီးဖြစ်ခဲ့တာကြောင့်ရှော့တွက်လို့မရတဲ့ထဲမှာတော့ပါပါတယ်။ And next အရာအဆိုင်ဆုံးမှာဆိုရဲကောင် Lobo နဲ့စိတ်ဒုက္ခအပေးဆုံးကောင် Plastic Man လို့ဖြစ်ကြတယ်။နောက်ကောင်စလုံးကနမဲကြီးတွေပဲဖြစ်တာကြောင့်ထွေထွေတူတူမိတ်ဆက်ပေးဖို့လိုမယ်တော့မထင်ဘူး။နောက်ကောင်လုံးကိုကြိုက်ပေမဲ့ဒီပွဲမှာရုံမာတဲ့ Lobo ကအနိုင်ရသွားလိမ့်မယ်လို့ထင်ပါတယ်။ဇပီး Swamp Thing နဲ့ Vixen လို့ဖြစ်ပါတယ်။ Swamp Thing ဒီလူတိုင်းဒီပါတီကြတဲ့နမဲကြီးအပင်မကောင်းဆိုဝါကြီးဖြစ်လို့ Vixen ဆိုတာကလည်းနမဲကြီးပါတယ်။စားရပါ Vixen ဆိုတာကလည်း animation တွေ င်မှာရိုးကြီးကြီးနဲ့ပါခဲ့ပူတဲ့တိရိစ္ဆာန်ပုံစံတွေကိုပြောင်းလဲနိုင်တဲ့ဆော်လီပါဒီပွဲမှာ Swamp Thing ကပို့ပြီးတော့ strong ဖြစ်နိုင်ပေမဲ့ entertainment အရာ Vixen ကနိုင်သွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဘက်တော်ကတော့ Justice League member Cyborg နဲ့ Batman ရဲ့လက်ယုံစပင်အနီနဲ့ Batwoman Catherine Kane တို့ဖြစ်ပါတယ် maybe ဒီပွဲမှာလည်း Batwoman ကအနိုင်ရသွားပြီးနောက်တစ် round မှာအပေါ်ကနိုင်လာတဲ့ Vixen နဲ့ဆော်ချင်းချကြမယ်ဆိုတာကပို့ပြီးတော့ရုပ်တည်ရှိပါတယ် and next CG Batman နဲ့ Star Sapphire တို့ပါမေးစရာတော့မလိုပါဘူး Batman န်းနိုင်မယ်ဆိုတာကသေချာပြီးသားဆိုပေမဲ့ရှေ့ DCKO Comic Zealand နဲ့မှာဆိုရင် Batman ရဲ့ပါဝင်မှုကို Joker ကဖြုတ်ချခဲ့ကြောင်းကိုမြင်ခဲ့ရတယ်။ဒီမှာ Batman ရဲ့ပုံပေါ်မှာလည်းနှကန်းနီနဲ့ဆွဲထားသေးတာဆိုတော့ maybe Batman နေရာမှာ Joker ကဝင်ချသွားမှာမျိုးဖြစ်နိုင်ပါတယ်။သူနဲ့ခြားရမယ့် Star Sapphire ဆိုတာကတော့ Green Lantern Comic တွေထဲမှာပါတတ်တဲ့ Hal Jordan ရဲ့ Saw အဖြစ်ပါတတ်တဲ့ character ဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ Share Jam ပဲပွဲပါ။ Batman ရဲ့စောက်ချုံးမပြေဆုံးသားနှစ်ယောက် Red Hood နဲ့ Damian တို့ဖြစ်ပါတယ်။အခုဒီမှာခြားမယ့် Red Hood က2000 2025မှာပဲကိုပိုင် comic အသစ်ထွက်နေတာဆိုတော့ maybe red hood နိုင်မယ်ဆိုတာကသေချာတလို့ရှိနေပါတယ်ပြီးတော့ဘယ်သူပဲနိုင်နိုင်အပေါ်ကနိုင်လာတဲ့ batman ဒါမှမဟုတ် joker နဲ့ချရမယ်ဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် and next zatanna နဲ့ big brother တို့ဖြစ်ကြတယ် zatanna ဆိုတာကိုထွထွထူးထူးမိတ်ဆက်ပေးဖို့တောင်လိုမယ်မထင်ဘူး magic ပိုင်းမှာအမြဲတမ်းပါဝင်တတ်တဲ့ soul လေးဖြစ်တယ် big brother ဆိုတာကတော့ marvel မှာ gamora က thanos ရဲ့သမီးဖြစ်နေလို့ပဲသူကလည်း dark side ရဲ့ apocalypse ပေါ်မှာဖွာမြင်ခဲ့သူဖြစ်တယ် dark side ရဲ့ land ်းစဉ်ကိုမုံတီးပြီးဟီးရိုးတယောက်အဖြစ်မြင်ရတဲ့ character ဖြစ်ပါတယ်။အဲနောက်ဆုံးကနောက်ဆုံးပွဲကတော့ Harley Quinn နဲ့ Metamorpho တို့ဖြစ်ပါတယ်။ Metamorpho ကိုနောက်ဆုံး James Gunn ရဲ့ Superman ရုပ်ရှင်မှာတည်တည်ချာချာပြခဲ့တာဆိုတော့မိတ်ဆက်ပေးဖို့တော့လူအောင်မယ်မထင်တော့ဘူး။ But of course ဒီ fight မှာ Harley Quinn ကနိုင်သွားပြီးအပေါ်မှာနိုင်လာတဲ့ sword ပွေပွေနဲ့ချရမယ်ဆိုတာကအသေးအချာပါပဲ။အခုလုပ်ပေးခဲ့တာဒီအတီးအကျမန်နေမှာတော့မဟုတ်ဘူး။ comic ရေးစရာရဲ့အလိုအကျအမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။အဓိက character တွေကိုရှင်နှီးစေဖို့အတွက်တင် ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ကြည့်ရှုသူပရိသတ်တို့ကဘယ်ဖိုက်ကိုအကြိုက်ဆုံးဖြစ်မလဲ၊ဘယ်ဖိုက်ကိုစိတ်ဝင်စားဆုံးဖြစ်မလဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါဦး။ DCKO ဆိုတာကလည်းအဓိကခြာပွဲတွေဆိုတာထက်နောက်ကွယ်မှာဖြစ်ပျက်နေတဲ့ကဘာပြက်ဇလန်းကိုအဓိကရည်ရွယ်ထားတဲ့ comic ကြီးဖြစ်ပါတယ်။ issue number 2ထွက်လာပြီဆိုရင်လည်း channel မှာ video လုပ်ပြီးတော့တင်ပေးတွားအောင်မှာဖြစ်တဲ့အတွက် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားကြပြီး like ပါစီမျောပေးချဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက် video တွေမှာပဲ 对假药。